တရုတ်နိုင်ငံကိုဆက်ရမယ့်အကြွေးများသည့်2025ခုနှစ်တွင်စံချိန်တင်များပြားနေသောကြောင့်ကမ္ဘာအဆင်ရဆုံးနိုင်ငံများသည့်ကြွေးမီဒီလိုင်းကြီးကိုရင်ဆိုင်နေရတယ်လို့မေလ29ရက်နေ့ထုတ်ပြန်ချက်အသစ်မှာအော်စတြေးလျ NGO အဖွဲ့တစ်ဖွဲ့ကသတိပေးထားပါတယ်။တရုတ်၏ရဝန်းနှင့်ခံဝက်စီမံကိန်းအရ2010ပြည့်နှစ်ကာလများတွင်ချောက်ပီးခဲ့သောချင်းဝင်များသည့်အာဖရိကကန္နာယများမှသည့်အပူပိုင်းတောင်ပစိဘိတ်အထိစိတ်ကမ်းများယထာလမ်းများကားလမ်းများအတွက်ဖြစ်ပါれ။တို့ရရင်ချင်းဝင်သည်ထုတ်ချေးခြင်းမရှိတော့ဘူးလို့ ဩစတြေးလျ၏ Lowry Institute ၏ထုတ်ပြန်ချက်အရဖွံ့ဖြိုးတဲ့နိုင်ငံများသည်ပြန်ပေးရမယ့်ငွေသည်ယင်းနိုင်ငံသို့ချေယူထားသောငွေထက်ပိုများနေတယ်လို့ဆိုပါတယ်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဟာတရုတ်ကိုပေးရမယ့်အတူပြန်ဆက်ရမယ့်ချင်းငွေလိုင်းလုံးချင်းနဲ့လုံပန်းနေရတယ်လို့သုတေသနပညာရှင်တို့ကပြောကြပါတယ်။အခုချိန်မှာတော့ဒီဆယ်စုနှစ်ရဲ့လက်ကျန်ကာလအထိတရုတ်ဟာဖွံ့ဖြိုးဆဲကမ္ဘာအတွက်ဗန်လုံငန်းကြီးဆိုတာထက်အကျွေးလိုက်တောင်းနေတဲ့ပုံစံပူဆန်နေပါတယ်လို့လည်း၎င်းကပြောကြပါတယ်။ လော်ရီအစင်ကျူးကဖွံ့ဖြိုးဆဲနိုင်ငံများ၏ပေးဆက်ရန်တာဝန်တရားများကိုတွက်ချက်ရန်ကမ္ဘာ့ဘဏ်အချက်အလက်များမှတဆင့်တွက်ထုတ်ယူခဲ့ခြင်းဖြစ်ပါတယ်။ sorry ရင်းသို့တွက်ထုတ်ခဲ့ရမှာအစင်ရဲဆို85နိုင်ငံက2025ခုနှစ်တွင်တရုတ်ကိုပြန်ပေးရမယ်။စုစုပေါင်းငွေသည်အမေရိကန်ဒေါ်လာ22ဘီလီယံရှိနေတာကြောင့်စံချိန်တင်များပြားသောချင်းငွေပြန်လည်ပေးဆက်မှုဖြစ်လာမယ်လို့တွေးရှိခဲ့ပါတယ်။ ချင်းငွေများပြန်ဆက်ခြင်းကစေယုံများစာတင်ကြောင်းများရာသီဥတုပြောင်းလဲတိုက်ဖြတ်ရေးအတွက်အသုံးပြုရမယ့်ငွေများကိုစတင်ထိခိုက်စေတယ်လို့ဒိုရီအင်စင်ကျွေးအစင်ကစားမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံတော်ချင်းငွေထံကလာတဲ့ဖိအားအပြည်ပြည်ဆိုင်ရာပုဂ္ဂလိကမိရှင်တွေကိုပြန်ဆက်ရမယ့်ငွေတွေများပြားတာကြောင့်ဖြစ်လာတဲ့ဖိအားတို့ကဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကြီးမားတဲ့ငွေကြေးဆိုင်ရာပြဿနာတွေတက်ရောက်စေပါတယ်လို့ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားပါတယ်။အထူးသဖြင့်အမေရိကန်ပြည်ထောင်စုက ပြည်ပထောက်ပံ့ငွေများကိုလျှော့ချခဲ့ပြီးနောက်တရုတ်၏အဆိုပါကြွေးမီများကိုပထဝီဝင်နိုင်ငံရေးဆိုင်ရာအင်အားအဖြစ်အသုံးပြုခြင်းရှိမရှိမေးခွန်းထုတ်ထားပါတယ်။